ရသော်ဗျာတောက်တန်တစ်ခုမှဟောထားတယ်လူတွေဟာဘာကြောင့်တရားဥတရားမြတ်မရတာတော့ဆိုအစ္ဆန္ဒိကာတဲ့တစ်ခုကဆန္ဒမရှိလို့တဲ့နိဗ္ဗာန်မလိုချင်သေးဘူးလေပါဇက်ကတော့အချက်ပြေလေးလိုချင်ကောင်းလိုချင်မဲ့ဟုတ်ယူမာလာဆိုရင်တော့စဉ်းစားပါအောင်ပဲပဲဖြစ်မှာပဲနော်နိဗ္ဗာန်မသွားချင်သေးဘူးမအားသေးဘူးလှုပ်ရှားနေရှိသေးကလေးကငဲနေသေးလို့တော့နိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်က စင်ကြီးတွေကအများကြီးဖြစ်နေတယ်။အဲ့တော့ထားလိုက်တော့အဲ့တော့နိဗ္ဗာန်ဆိုတာစင်ကြီးတွေပေးပြီးတော့ချိန်ဆွဲရမယ့်ကိစ္စမှမဟုတ်တာလေ။ကိုတိထားပြီဆိုရင်ကိုလောရမှာပါလေ။ယောနိတော်မနတိကာရနဲ့ဓမ္မနုဓမ္မပฏิပတ်တိ။ယောနိတော်မနတိကာရဆိုတာမှန်မှန်ကန်ကန်နှလုံးသွင်းနိုင်မှု။တရားနိလန်းကိုတတ္တမတဝနာအရာတရားနိလန်းကို ပြလိုက်ပြီ။ပြလိုက်တဲ့အခါမှာ လမ်းကြောင်းတော့တိပါရဲ့မလုံသေးဘူးမအားသေးဘူးဆိုမရဘူးယောနိတော်မနတိကာရမမှန်ကန်ကနှလုံးသွင်းခြင်းဆင်ခြင်ပြီးတော့ဒီတိုင်းလောက်ရမယ်ဆိုတာကိုနှလုံးသွင်းဆင်ခြင်မှုကမှန်ကန်ရမယ်ပေါ့ဒီလိုဆုံးလို့လားအဲ့ဒီနှလုံးသွင်းမှန်ကန်လာပြီဆိုတဲ့အခါမှာဓမ္မာနုဓမ္မပฏิပတ္တိတဲ့ဓမ္မအနုဓမ္မပฏิပတ္တိစကားသုံးလုံးရှိတယ ဓမ္မဆိုတာမဲ့လေးပါဖိုလေးပါနိဗ္ဗာန်ကိုဓမ္မလို့ခေါ်တယ်။လောကုတ္တရာတရားကိုခေါ်တယ်။အဲ့ဒါကဘယ်သူမှမွေးလာတဲ့အပိုင်းနဲ့တရားမဟုတ်ဘူး။ကိုယ်တဏ္ဏမှာလည်းအခြေခံမရှိဘူးအဲ့ဒီတရား။အနုဓမ္မဆိုတာအဲ့ဒီတရားကိုပို့ဆောင်ပေးတဲ့ဓမ္မဆိုတဲ့မဲ့လေးပါဖိုလေးပါနိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရားကိုအနုဓမ္မလို့ခေါ်တယ်။အဲ့ဒီအနုဓမ္မကိုလောက်ရမယ်။